လက်ခဲ့ပါရှင်ကျမတို့ဝန်ဒီပါ DV ရုံမြင့်တန်ကြားရဲ့နေ့လယ်2နာရီအချိန်ရရှိထားတဲ့သတင်းတွေကိုဒါရိုက်တင်ဆက်ပေးနေပါတယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုရှုစားရမှာပါရှင် 2025ခုနှစ်စက်တင်ဘာလ1ရက်နေ့ကနေနိုဝင်ဘာလ30ရက်နေ့ထိ3လအတွင်းမှာအာနာသိန်းစစ်တပ်ကြောင့်တရက်ကိုပြည်သူ3ယောက်နှုံးလောက်တေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကိုညင်စောင့်ရှောက်ရေးအသင်း AAPB ရဲ့ဒီဇင်ဘာလ4ရက်နေ့ကထုတ်ပြန်တဲ့စီးရင်တွေအများသိရပါတယ်အဲ့ဒီ3လတာအတွင်းမှာ အမျိုးသမီး126ယောက်အမျိုးသား188ယောက်စုစုပေါင်း314ယောက်တေဆုံးခဲ့ရလို့ AAPB ကထုတ်ပြန်ထားတာပါ။ အဲ့ဒီသေဆုံးတဲ့သူတွေထဲမှာအသက်16နှစ်အောက်ကလေး86ယောက်ပါဝင်တယ်လို့လည်းသိရပါဗျ။သေဆုံးတဲ့သူတွေက225ယောက်ဟာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့သိရပါဗျ။ပြည်နယ်နဲ့တိုင်းနယ်ထဲမှာသခိုင်းတိုင်းကသေဆုံးသူအများဆုံးဖြစ်ပြီး62ရက်တာကာလအတွင်းမှာတော့62ယောက်သေဆုံးခဲ့တယ်လို့ရခိုင်ပြည်နယ်ကတော့ဒုတိယအများဆုံးအနေနဲ့58ယောက်သေဆုံးခဲ့ပါဗျ။ဒါ ABB ကအတည်ပြုထားတဲ့စီးရင်ဖြစ်ပြီးတခြားသေဆုံးသူ 343ရောက်ရဲ့စည်ရင်းကိုလည်းတီးခြားကောက်ယူပြီးအတီးပြုတ်နိုင်မှုကြိုးပမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်စစ်တပ်လုံမဲ့ရွေးကောက်ပွဲစန့်ကျင်ရေးအတွက်မန္တလေးဈေးချုံမှာတပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းဆန္ဒပြတော်ကအားပေးခဲ့တဲ့ဈေးတွေကိုစစ်ကောင်စီကအင်အား300နီးပါးနဲ့ဒီဇမလာ၄ရက်နေ့ညကနေဒီကနေ့မနက်အထိဖျက်ဆီးဖယ်ရှားခဲ့တယ်လို့မြို့ခန်ကြီးဆရာနေသိရပါဗျာ။ နေ့ည7နာရီကနေဒီကနေ့မနက်အထိချမ်းရေးသာဆန်မြို့နယ်ချမ်းရေးသာဆန်အနောက်ရက်ကွက်29လမ်း84-85လမ်းကြားရှိပြန်ကြားဈေးအတွင်းကဈေးတွေကိုဖယ်ရှားခဲ့တယ်လို့ဈေးရောင်းချသူတို့က DVV ကိုပြောပါရယ်။အဲ့ဒီဈေးတွေကိုစစ်တပ်ကဒေါက်တာတေဇာဆန်နေရာကိုမေးခဲ့ပြီးမသိတဲ့အတွက်ဈေးကိုဖြတ်တာလို့ဈေးတွေတယောက်ကပြောပါရယ်။ဒေါက်တာတေဇာဆန်ဆန္ဒပြခဲ့တဲ့ပြန်ကြားဈေးတွေကို စစ်တပ်လောက်ခံစီပင်ပြည်သူစစ်အုပ်ချုပ်ရေးအဖွဲ့အင်အား300နီးပါးနဲ့လာရောက်ဖြတ်တယ်လို့မြို့ခံတယောက်က DVB ကိုပြောပါရယ်။အဲ့ဒီဈေးထဲမှာရှိတဲ့ဆိုင်ကန်း80လောက်ကရောင်းချမဲ့ပစ္စည်းတွေကိုလည်းအကုန်သိမ်းသွားပြီးဈေးကိုဖျက်လိုက်တယ်လို့ဒေသခံတွေကပြောကြပါရယ်။စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေဒေါက်တာဒေဇာဇန်းရဲ့အဖွဲ့ဟာဒီဇင်ဘာလ3ရက်နေ့မနက်ကချမ်းရည်သာဇန်အနောက်ရက်ကွက်29လမ်း84 85လမ်းကြားမှာရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြခဲ့ကြတာဖြစ်ပါရဲ့ရှင်။ မိုးကုတ်မိုးမိတ်နှမျိုးစလုံးကိုစစ်တပ်ထိန်းချုပ်နိုင်ပြီးတဲ့နောက်လက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေသလိုမြို့ပြင်ကနေကြေးရွာတွေမှာစစ်ရေးတင်းမာနေတယ်လို့လည်းသိရပါဗျ။ဒါတူမိုးကုတ်မြို့တွေကစားတောက်ကုန်တချို့လဲရှားပါပြက်လက်လာတဲ့အခြေအနေတွေကိုတော့သိုးတူအောင်ကသတင်းပေးပို့ထားပါရရှင်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုတာအန်တတီအန်အယ်လီကစစ်ကောင်မရှင်တပ်စီကို ပြန်အပ်ပြီး နိုဝင်ဘာ28ရက်ကစလို့တော်လိုင်းတက်တချို့နဲ့စစ်ရေးသင်းမာနေတာ ဖြစ်ပါတယ်ဒီဇင်ဘာ4ရက်မနက်အစောပိုင်းမှာတော့မိုးကွန်းမြို့အနောက်ကျမ်းမြို့ပြင်တနေရာကိုလေရင်ဘုံကျဲခဲ့တယ်လို့မျိုးစုံနေရာတချို့မှာလည်းပျောက်ကြားသဘောတိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တယ်လို့ပြစ်ခတ်တံကိုကြားခဲ့ရတဲ့မြို့ကန်ကပြောပြပါတယ်ဒါအတူပါပဲမိုးကွန်းမြို့အရှိချမ်းမှာလည်းလက်နက်ကြီးပြစ်ခတ်တံတချို့ပြန်ထွက်လာပြီးတော့စစ်တပ်ကဒီဇင်ဘာ3ရက်ညပိုင်းနဲ့ဒီဇင်ဘာ4ရက်မနက်ပိုင်းတွေမှာ ုံးချက်တွဲတစ်ခါမျိုးပြင်ကရွာရိတ်ဘက်ကိုပြစ်ခတ်လိရှိတဲ့အကြောင်းဆိုပါရယ်။အရင်ကပုံစံလိုပဲဖြစ်တာပါ။ဒီစက်ကဝင်လို့ပြောတာပဲ။ကြောက်ကြဖြစ်လို့ပုံစံ။ပုံမျိုးပဲလို့ရမျိုးပြင်ပြင်ပတ်လို့ပေါ့။ဒီကြောင်ကောင်းဝင်းကျင်ပေါ့။အဲဒီအချိန်ပိုင်းလို့ကြောင်ကောင်းဝင်းကျင်တာဖြစ်တာ။ဒီနောက်ပိုင်းကျတော့ထွက်တတ်ပေါ့မြို့ရဲ့ထွက်တတ်။ဒီကြောင်ကြီးတို့ဟွာလို့ဒီပြင်းမှာကောင်းလို့ဒီဒီဟွာစက်ကလည်းဒါလည်းဒီအောင်မီကိုကြီးကြောင်ပါလို့ရှိရပါ။ဒီလူတိုင်းရော အဲပုံစံလေးဖြစ်သွားတာပေါ့ဒီခြိလိုက်ပေါ့လုံးဝမနော်။တဲ့နေရာရောလိုဆယ်တော့ဆယ်ထားမယ်ပုံလေးကအခုတက်လေရကြာတော့ပြ။အဲရောကတည်းကအဲဟိုကသမင်းဖွဲ့ရင်နောက်ဆုံးရတော့ဒီဟိုတော့ပြင်လည်းနောက်ဆုံးဆိုင်တော့အဲရောကတည်းပါ။လာနေတော့ဟိုဆုံးရင်ရောအကုန်လုံးရှောင်ရလို့ပြောပြ။သမင်းမရှိကြအောင်လို့ပြော။ လက်ရှိမိုးကုတ်မြို့ထဲမှာစစ်ကောမရှင်တပ်သားတထောင်ကျော်အထိရှိနေပြီးနေရအနှံ့မှာလက်နက်ကြီးတွေတပ်ဆင်ထားကြောင်းသိရပေမဲ့ဘဲရွာတွေကိုလှမ်းပစ်ပြီးဘဲရွာတွေမှာတိုက်ပွဲအသေးတွေဖြစ်နေတယ်ဆိုတာကိုတော့အသေးအချာမသိရဘူးလို့မျိုးကန်နေရပြောပါရယ်လမ်းပိတ်ထားတာမျိုးမဟုတ်ပေမဲ့စစ်ရေးတင်းမာမှုတွေကြောင့်လုံခြုံရေးစိုးရိမ်နေရပြီးတော့နိုဝင်ဘာ28ရက်တည်းကနေအခုချိန်ထိကုန်ကားအဝင်အထွက်တွေမရှိတော့ဘဲစားသောက်ကုန်တချို့ပါစတင်ပြက်လက်လာပြီးလို့နောက်ထပ်မျိုးကန်ကလည်း ီဇင်ဘာ3ရက်ညပိုင်းမှာ DPP ကိုပြောပါတယ်။ထားတော့ပြီလေပြက်နေပြီလေအရှင်းပြက်နေပြီဖြစ်တယ်လားအနည်းမနဲ့ဆိုကျွန်တော်အတားအမရအောင်ပါ။ဒါကဝယ်လို့မရအောင်ဒီ UNDP နဲ့အလုပ်လုပ်ကြည့်ပါတော့အဲ့ဒီပဲဝယ်နေရတာ။ဒါဆိုရင်ကားမွေလို့ချက်တာဆိုရင်ကားမွေလို့ဝတ်တာဆိုတော့ဒါတော့ပေါ်နေသလိုရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်အာ ဆန်းနေတယ်တခုတည်းဆိုင်မှာကျန်တယ်သူတွေဆိုင်မှာမကျန်ဘူးဒါကဆန်းဆန်းတိုင်းမဖွင့်ဘူးစီရတဲ့စီဆန်းတိုင်းမဖွင့်ဘူးအဲ့လိုမျိုးတော့အဲကုံချောက်ကြီးဆိုရင်ကုံချောက်ကြီးဆိုရင်အမဆန်းနေကြလူတွေဆန်းနေကြမုံချောင်းမျိုးလေးဆိုဝယ်လို့မရတယ်အမမယူရီလိုမျိုးတို့မုံချောင်းတို့လိုမျိုးတို့အဲတစီမုံလိုမျိုးတို့အဲ့လိုမျိုးဝယ်လို့မရဘူးတော့ စစ်ကောမရှင်တပ်တွေမိုးကုတ်မြို့ထဲဝင်လာပေမဲ့အရက်ဘတ်ဌာနဆိုင်ရာဝန်ထမ်းတွေဝင်လာတာမရှိသေးပဲစတားလင့်စက်တချို့ကလွဲလို့ဆက်သက်ရွေးတွေလည်းပြတ်တောက်နေတဲ့အကြောင်းမြို့ကန်တွေကပြောကြပါဗျ။ဒါအတူရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့နယ်ဘက်ကလည်းစစ်ကောမရှင်တပ်သားတွေစစ်ကား၄စီးနဲ့အင်အားယာပိုင်းရောက်ရှိနေပြီးတော့ဌာနဆိုင်ရာတွေနဲ့တချို့သောနေရာတွေမှာတပ်ဆွဲထားတဲ့အကြောင်းအမိမဖော်လို့တဲ့တပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူက DVB ကိုပြောပါဗျ။ သူ့ရဲ့စာနဲ့ဖြေကြားချက်ကို DVV သတင်းတောက်ကအသံအစာတို့ဖတ်ပြထားပါဗျ။မိုးမိတ်ထဲလဲကားလေးစီးနဲ့ဝင်လာတယ်လို့သိရတယ်ပေါ့နော်။မိုးမိတ်ထဲကနေလဲမြို့ပြင်ဘက်တွေကိုဖြန့်ထွက်တာ။တွင်းငယ်သွားတဲ့လမ်းဘက်တို့တခြားမဘိန်းတို့သွားတဲ့လမ်းဘက်တွေပေါ့။မြို့ပြင်ဘက်တွေမှာက KIA KPDF တွေရှိတယ်။ PDF တွေ PLA တွေရှိကြတယ်လေ။နောက်ပိုင်းတော့မသိရဘူး။မိုးကုတ်ထဲမှာလဲမိုးကုတ်ရဲစခန်းကနေပြီးလက်နဲ့ကြီးနဲ့ပတ်ချလေကိုပစ်တယ်လို့သတင်းပို့တာရှိတယ်။ စစ်တပ်ဟာမိုးကုတ်ရုံမိုးမိတ်ဘက်မှပါမြို့တွင်းကိုပဲထိန်းချုပ်နိုင်တာကြောင့်မြို့ပြင်ဘက်ကိုစစ်ကြောင်းထိုးနယ်မြေရှင်းလင်းဖွယ်ရှိပြီးစစ်ရေးတင်းမာနေတဲ့အကြောင်းသိရပါတယ်။မန္တလေးတိုင်းဘက်မှာလည်းစစ်ကော်မရှင်တပ်တွေဟာတပ်တက73အပြင်သွင်းငယ်ရွာကိုထိန်းချုပ်ထားပြီးတပေချင်းမြို့ကိုလည်းပြန်သိမ်းနိုင်တာကြောင့်မိုးကုတ်မိုးမိတ်လမ်းအပြင်တပေချင်းမိုးကုတ်မိုးမိတ်တွင်းငယ်လမ်းတွေကိုသာထပ်ပြီးတော့ထိန်းချုပ်နိုင်ရင်တပေချင်းနယ်တစ်ခုလုံးကိုစိုးမိုးသွားနိုင်မှာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ ကချင်ပြည်နယ်ဖားကန့်မြို့နယ်ယူမာကျေးရွာမှာဒီကနေ့ဒီဇမလ9ရက်နေ့မနက်ပိုင်းက KIO ရဲတပ်ဖွဲ့ဝင်တယောက်ပြစ်ခတ်ခံရပြီးတေဆုံးနေတဲ့အလောင်းကိုတွေ့ရှိရလို့ဒေသခံတွေစီကနေသိရပါဗျ။ဖားကန့်ယူမာကျေးရွာရွှေကြောက်ဆောင်စတိုးဆိုင်နားမှာမနေ့ကညပိုင်းကတည်းကတနက်နဲ့အပြစ်ခံထားရတာဖြစ်ပြီးလေပင်ကြီဖောက်ထွက်ဒဏ်ရာနဲ့တေဆုံးနေတာကြောင့်အလောင်းကိုမိသားစုဝင်တွေကတေဆောင်သွားပြီလို့ဆိုပါဗျ။ တေဆုံးသူက KI ကိုရဲအရာရှိဖြစ်တယ်ဆိုတာကိုမိသားစုနဲ့နှိဆက်တဲ့ဒေါ်လန်ရဲ့အတိုင်းဝန်ကအတီးပြုတ်နိုင်ပြီးလေဘင်းကိုညာဘက်ကနေတနက်အတူနဲ့ပြစ်ခတ်ခံလိုက်ရတယ်လို့ဖားကန်ဒေတာကန်တယောက်က DVV ကိုပြောပါရယ်တေဆုံးသူကစိတ်မှုကြီးပါနေကိုအောင်တာဖြိုးခေါ်အောင်ဒန်းဖြစ်ပြီးဘာကြောင့်ပြစ်ခတ်ခံရတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါရယ်အဲ့ဒီယူမာကြီးရွာဟာဖားကန်စိတ်မှုသွားအဓိကလမ်းမကြီးပေါ်မှာရှိတာဖြစ်ပြီး 2024ခုနှစ်ကစိတ်မူတိုက်ပွဲမှာ Lucky Man Hotel ကနေပြန်ဆုတ်လာတဲ့စစ်ကောင်စီတပ်တရားအဲ့ဒီရွာက Ever Company မျိုးချန်ထဲမှာတက်ဆွဲနေတာရှိရလို့ဆိုပါရယ်။ဖားကက်မှာစစ်တပ်ဘက်ကတရချားတခါညဘက်တီမှာလက်နက်ကြီးလက်နက်ငယ်တွေ drone နေနဲ့ပုံကျဲပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့တော်လန်ရေးတပ်တွေဘက်ကလည်း drone နဲ့တိုက်ခိုက်တာမိုင်းဆွဲတိုက်ခိုက်တာတွေရှိနေတယ်လို့ဆိုပါရယ်ရှင်။ စီဒီအန်ဆေးရုံအုပ်ကြီးဒေါက်တာခင်သူသူလွင်ဖမ်းဆီးခံရရပေမဲ့တင်တော်ကြီးရွာကသူ့ရဲ့ဈေးကန်းကိုတော့ပုံမှန်ဖွင့်လှစ်ထားပါဗျ။ဒါပေမဲ့ခွဲစိတ်လူနာတွေကိုတော့ကျမ်းမာရေးစောင့်ရှောက်မှုတွေမပေးနိုင်သေးဘူးလို့ဒေသခံတွေကပြောကြပါဗျ။သီရိသတင်းပေးပို့ထားတာပါရှင်။စကိုင်းတိုင်းမင်းကင်းမြို့နယ်စီရီယန်ဆင်းရဲအုပ်ကြီးဒေါက်တာဒေါခင်တူတူလွင်ကိုပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ကမင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလာဖာတပ်ဖွဲ့ဝင်တွေက တင်တော့ရွာကသူ့ရဲ့စီကံမှာဖမ်းဆီးခဲ့ပါတယ်။လက်ရှိမှာတော့ဆရာဝန်ကြီးကိုပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ပြင်းကိုင်းကြီးရွာရုံးမှာထိန်းသိမ်းထားပြီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဆရာဝန်ကြီးဟာလွန်ခဲ့တဲ့နှစ်နှစ်တည်းကတင်တော့ကြီးရွာမှာစီကံဖွင့်လှစ်ထားပြီးဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုအခမဲ့ဆေးကုသမှုတွေပေးနေကြရလို့ဤဆက်သူတွေကပြောပါတယ်။ဆရာဝန်ကြီးဖန်းစီခံရတဲ့အတွက်ခွဲစိတ်လူနာတွေနဲ့အေးပေါ်လူနာတွေကိုတော့တခြားဒေသကဆရာဝန်တွေစီလွှဲပြောင်းထားပြီးစေကန်းကကြံရှိတဲ့သူနာပြုတချို့နဲ့ပုံမှန်ဖွင့်လှစ်ထားတယ်လို့သိရပါဗျ။ ဆရာမအဒီနေ့ဒေသခံတွေအပေါ်မှာကတော့ဘာသာရေးသာသနာရေးကျမ်းမာရေးကတော့အဓိကပေါ့ဗျာသူ့အနေနဲ့ကတော့ကျမ်းမာရေးဆောက်ရှောက်ပေးမှုကတော့အခမဲ့ကူညီတာလည်းဖြစ်ခဲ့သလိုဒေသခံတွေနဲ့လည်းဆက်စပ်ရရအဆင်ပြေအောင်ဆောင်ရွက်ပေးခဲ့ပါတယ်ဆရာမလူမြောက်ဖို့ကတော့ကျင်းအမေရိကန်ကနေပြီးတော့လိုလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ထားရတာပါပဲဗျာဟိုဆေးကန်းကတော့ဆက်လက်လေပတ်နေပါတယ်ဒီအောင်မြောက်လောက်တာပဲရှိပါတော့တယ်ရှိနေတယ်လူနာကိုလည်းဒီမှာရှိတယ်ဆရာ ျမလေးတွေကနေပြီးတော့ကုသပေးနေပါတယ်ဆောင်ကြီးပြန်လဲလွမြောက်ဖို့အတွက်မိသားစုဝင်တွေနဲ့ကျေးရွာသူကျေးရွာသားတွေကလှူလာနေကြပြီးချင်းတွင်း Medical Humanitarian Network အဖွဲ့အနေနဲ့လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့တွေ့ဆုံညှိနှိုင်းနေရလို့သိရပါဗျ။မြို့သားညီညီရေးဆိုရကတော့ CDN ဆေးရုံဦးဒေါက်တာဒေါခင်တူတူလင်ကိုသူမပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ထမ်းဆောင်ခဲ့ခြင်းကလုပ်ငန်းဆိုင်ရာစီးရင်စရာတွေရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စရပ်တွေကိုမရှင်းလင်းခဲ့တာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျ။ ဆရာဝန်ကြီးကိုအမျိုးသားညီညွတ်ရေးအစိုးရတရားရေးဌာနကရာဇတ်ကြီးပုံမှ406409ရုံးနဲ့အမှုဖွင့်လာပြီးအဲတွေးခွင့်ပေးထားသလိုသက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့လည်းတွဲဆောင်ခွင့်ပေးထားတယ်လို့သိရပါဗျ။မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတော့ဖမ်းဆီးပြီးနောက်တနေ့တည်းကရဲလုံထုံလုံကြီးတွေနဲ့အညီစစ်ဆေးမှုတွေလုပ်ဆောင်နေရလို့ဆိုပါတယ်။ဒီဒီဖြစ်စဉ်တွေကိုဆရာမကြီးရင်းကွယ်တာရှိပါဘူး။သူတို့ဒီအရောတော့ပြုံးချက်ဖြစ်ချင်းရမှာလို့ရှိတာပေါ့နော်။ဒီဒီလိုနဲ့ ဆဆခံရတယ်ဖမ်းကြည့်ခံရတာပေါ့သူဒီဖြစ်တဲ့တိုင်ငန်းချက်တွေဟာဒါတွေကအကုန်လုံးအမှန်တိုင်းအဲ့ဒီဖြစ်ခဲ့တဲ့ဟာလေအဲ့ဒီပုံမှာသူတို့ဆောင်ရထားတဲ့ဟာဒီပုံမှာဖြစ်ချင်းဆောင်ရသွားမယ်အဲ့ဟာတော့ကျွန်တော်တို့ကတစ်တေထောက်ထားလေးရှာဖွေပြီးတော့စီစုံပေးရမယ်။သူ့ကိုယမန်ဒီစစ်စစ်ခွဲကလာပြီးလို့ရှိရင်တရားရုံးကိုဆက်တယ်မယ်။တရားရည်ရတာကိုစစ်စစ်ပြီးတော့မှကားနာမယ်ပေါ့လေ။ဒါတော့ဒီဆရာမဆိုတော့ကျွန်တော်တို့အစောတုန်းနဲ့လက်သေးပြီးဆောင်ရွက်ခဲ့တဲ့ဟာကြီး။ဒါရီကတကယ်တော့ကျွန်တော်တို့တော့တွေ့ဆုံပြီးတော့ဖြေရှင်းရလို့မို့တာ။ဤလိုတွေဖြစ်လာတာပေါ့လေ။ဒေါက်တာဒေါခင်တူတူလွင်ဟာဆရာနာသိမ်းမိကလေးကမင်းကင်းမြွတ်နယ်ပြည်သူ့ဆေးရုံအုပ်ချုပ်ရာဒုကနေစီရီယံပြုလုပ်ခဲ့ပြီး ချင်းတွင်း Medical Humanitarian Network အဖွဲ့နှင့်အတူကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကျွန်မသီရိပါအခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။ဂျာမနီနိုင်ငံဟာဒီဇင်ဘာလ3ရက်မှာရုရှားရဲ့အလယ်လက်ပစ်ပဲ့ထိန်ဒုံးကျည်တွေကိုဂျာဖြတ်တိုက်ခိုက်ဖို့တိစောက်ထားတဲ့ Aero ၄ချောင်းကာကွယ်ရေးစနစ်ကိုဖြန့်ကျက်တဲ့ပထမဆုံးသောဥရောပနိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲ့ဒီစနစ်ဟာဂျာမနီနဲ့နေတိုးတို့အတွက်ကိုအရေးကြီးတယ်လို့ဂျာမန်လေတက်ရဲ့စစ်ဆေးမှုကပြောကြခဲ့ပါတယ်။အခန်းနောက်ကိုတော့ဘာလင်မြို့တောင်ဘက်ကီလိုမီတာ100အကွာလောက်မှာရှိတဲ့ရှိုးနယ်ဘာတဲလေတက်စခန်းမှာကျင်းပခဲ့ကြပါတယ်။ကမ္ဘာလေတုပြင်ပမှာကီလိုမီတာ100အထက်အမြင့်မှာလှုပ်ဆောင်နိုင်ပြီးတော့ကီလိုမီတာ2400အကွာအဝေးမှာပြန်တန်းနိုင်တဲ့ Aero စနစ်ဟာတီနီယာတစ်ခုထဲမှာတက်ဆင်ထားပြီး ထရက်ကားတွေပေါ်မှာတပ်ဆင်ထားတဲ့ Patriots နဲ့ Iris Tiro လို့ပြစ်ခတ်နိုင်တဲ့အကွာဝေးပို့တိုတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုထပ်ပြီးတော့ဖြည့်ဆွတ်ထားပါတယ်။အဲရိုလေကြောင်းကာကွယ်ရေးစနစ်ဟာ2024ခုနှစ်ဧပြီလနဲ့အောက်တိုဘာလမှာအစ္စရေးအပေါ်အီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကိုဟန်တားရမှာကူညီပေးခဲ့ပြီးကြတဲ့ကနိုင်ငံအများပြားကနီးပညာကိုဝယ်ယူဖို့စိတ်ဝင်စားကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ IAI ကပြောဆိုထားပါတယ်ရှင်။ ဂျပန်နိုင်ငံကတောင်တန်းဒေသတွေမှာဒီဇင်ဘာလ၄ရက်နေ့ကနှင်းနေထူထူထပ်ထပ်ဖုံးလွှမ်းနေပြီးကားလန်းနဲ့လေကြောင်းသွားလာမှုတွေရပ်တန့်သွားပြီးရင်မတော်ဆမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ဒေသစံတော်ချိန်မနက်၁၇နာရီမှာနှင်းနေရ73စင်တီမီတာအထိကိုကျဆင်းခဲ့တဲ့အာအိုမိုရီစီရင်စုမှာမြင်ကွင်းမကောင်းတာကြောင့်အာအိုမိုရီနဲ့ယိုဟိုယိုကိုစီရင်စုတွေမှာဆက်သွယ်ထားတဲ့လေရင်ခီးစင်တွေကိုဖျက်သိမ်းခဲ့ကြပါတယ်။ နှင်းနဲ့လေပြင်းတွေတိုက်ခိုက်တဲ့အတွက်အာအိုမိုရီစီရင်စုကရထားတွေကိုလည်းရပ်ဆိုင်းထားပါဗျ။ဒီဇင်ဘာလ3ရက်နေ့ညပိုင်းကနေနောက်တနေ့မနက်ပိုင်းထိမီယာဂီစီရင်စုမှာကာလန်းချုံမှု73ခုဖြစ်ပွားခဲ့တယ်လို့မီယာဂီစီရင်စုရဲ့ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်ကိုကိုကားပြီး NTV ကဖော်ပြခဲ့ပါဗျ။မိုးလေဝသအရာရှိတွေကရင်ကြောပိတ်ဆို့မှုနဲ့နှင်းနေထူထပ်ခြင်းတွေကြောင့်ဖြစ်ပေါ်နိုင်တဲ့တခြားသောအန္တရာယ်တွေအတွက်ကိုလည်းသတိရှိရှိနေထိုင်ကြဖို့အတွက်ဒေသခံတွေကိုတိုက်တွန်းထားပါရရှင်။ ာကစားသတင်းနေနဲ့အာဆင်နယ်လက်ထောက်နီးပြတဲ့ဟိန်းစ်ကအသင်းရဲ့ခံစစ်ကစားပုံကောင်းမွန်အောင်အများကြီးကူညီပေးကြောင်းကိုနောက်ခံလူဆာလီဘာကပြောပါရယ်အာဂျင်တီးနားနောက်ခံလူဟောင်းဟာကစားသမားဘဝကမန်ယူရီယယ်မက်ဒရစ်နဲ့ PSG တို့လိုထိပ်တန်းအသင်းတွေမှာကစားခဲ့ပြီးအာဆင်နယ်ကလက်ထောက်နီးပြတူလိုအပ်လာချိန်မှာပရီးမီးယားလိဂ်စီကိုပြန်ရောက်လာခဲ့တာပါ အခုနှစ်ရာသီမှာတော့အာဆင်နယ်အသင်းကပွဲစဉ်14ပွဲမှာ9ဂိုးတာပေးထားရပြီးနောက်ခံလူအောင်ဖြစ်သူနီပြဟိန်းစ်ရဲ့ပံ့ပိုးကူညီမှုတွေကအရေးပါကြောင်းကိုဆာလီဘာကချီးကျူးခဲ့ပါတယ်။ဟိန်းစာလေးကျင့်ရေးကွဲမှာကစားသမားတွေကိုအမြဲတမ်းအော်ဟစ်ပြီးညွန်ကြားလေးရှိတဲ့သူဖြစ်ပြီးသူ့ရဲ့ညွန်ကြားမှုတွေကအသင်းပေါ်မှာဆွမ်းအားဖြစ်စေကြောင်းနဲ့ကစားသမားတွေကလည်းအပြန်အလှန်ဆွေးနွေးပြောဆိုမှုတွေလုပ်လို့ရှိတာကြောင့်အသင်းရဲ့ခံစစ်ကစားပုံအပေါ်မှာအများကြီးကူညီဖြစ်စေကြောင်းကိုဆာလီဘာကပြောသွားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။ညနေ4နာရီအချိန်မှာလည်းထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွက်တင်ဆက်ပေးသွားပါဦးမယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။